အဲ့ဒီချိန်မှာဖိုက်တာကျဲပြီးနှစ်ပတ်ပတ်တယ်နှစ်ပတ်ပတ်ပြီးသူပြန်တဲ့ချိန်မှာဟိုဒီလိုလေးပေါ့တီလွဲလေးပေါ့ဖိုက်တာကအပြန်ဝိုင်းတွဲကကြည့်ဦးကြသူတို့အဲ့လိုပြအဲ့အဲ့လိုနဲ့ဝိုင်းတွဲကပတ်တယ်ဝိုင်းတွဲလည်းသုံးပတ်လောက်ရတဲ့ချိန်မှာစကြည်စကြည်တယ်သုံးလုံးကျဲတယ်အဲ့လိုပဲဝဲတစ်ပတ်ဝဲလိုက်ကျဲလိုက်တစ်ပတ်ဝဲလိုက်ကျဲလိုက် 73ငိမ်ကြီးကြီးကျဲသွားတယ်တရက်ချာနှစ်ရက်ချာခါလေးလဲကျဲတော့မချဘူးဘဝနာမခါနေပါရာမော်တာနဲ့လာကျဲလိုက်တဏီမျိုးဘဝခွေတောင်းသားတွေကဒုံးနဲ့ပတ်ကျဲလိုက်မဆွေများအောင်ပဲလာပါခုချက်ပါတူမှာတော့တက်မလို့ကစခိုင်းနဲ့မခွေတိုင်းဘက်ကိုပြင်းထန်တဲ့ကိုစော်နေတာဖြစ်ပါတယ်အခုကိစ္စနဲ့ပတ်သက်ပြီးတော့ PDF တွေကကြေကွဲနေပါတယ် ပြန်လဲပြည်တရားလမ်းနဲ့မရှိဘာမှလည်းလုပ်ကန်လို့မရဒီလာရင်ကြောက်နေရတဲ့ဘဝကိုရင်ဆိုင်နေရတယ်ဆိုတဲ့အကြောင်း PDF ကရင်ခွင့်ထားပါတယ်နားထောင်ကြအောင်ခင်ဗျအကြောင်းအရာလေးကတော့ကျွန်တော်တို့ Skyline တဏီမျိုးနယ်အတွင်းမှာပေါ့မနေ့၄နာရီခွဲလောက်ကနေပြီးတော့ပါရာမော်တာလာဝဲသွားတယ်ဝဲသွားတဲ့ခါကျတော့ပါရာမော်တာကအဲ6နာရီခွဲလောက်မှပြန်သွားတယ်ပေါ့ပြန်သွားပြီးတော့ ခဏလောက်နေတော့ဖိုက်တာတက်လာတယ်တရီမျိုးနဲ့ရှီချမ်းမကြီးရွာကိုပုံကျဲသွားတယ်လို့လည်းကြားတယ်ပေါ့ဒါမှမဟုတ်ကျွန်တော်တို့ပြစ်ချင်မိမယ်လို့ကျွန်တော်တို့မှာဒီကောင်းလေးကိုပြစ်နိုင်တဲ့ဆက်အားပြေဆော့ဆောင်ရည်မြင့်တဲ့လက်နက်မျိုးမရှိဘူးပေါ့ကျွန်တော်တို့ကခဲဘော်တွေဖြစ်ပေမဲ့ပြည်သူတွေကိုကာကွယ်ရမှာမှန်နေသို့တော်ပြည်သူတွေကိုကာကွယ်နိုင်တဲ့စွမ်းအားဖြင့် ပေါ့ဖြစ်အပြင်းဆွမ်းအမြင့်နဲ့လက်နက်မျိုးကျွန်တော်တို့မှာမရှိဘူးအဲ့တော့ဖိုက်တာကျဲသွားပြီးတော့ဘာထလာလဲဆိုတော့ဖိုက်တာပြန်သွားတဲ့အချိန်မှာဘိုင်တွေတက်လာပါလေဘိုင်တွေတက်လာပြီးတော့ကဏီနယ်အတွင်းမှာဝဲပြီးတော့ကျဲသွားတယ်ကဏီနယ်မုတ်ထော်နတ်ကြီးစုလီကိုအဲ့ဒီဒီမှာကျဲသွားတာဖြစ်ပါတယ်ဘယ်နှကြိမ်ကျဲလဲဆိုတော့ ဆက်သုံးနေပေါ့။အပြည်သူတွေထိခိုက်လားဒီကင်းညရဲ့လားလို့ကျွန်တော်တို့ဆက်သုံးနေကနေတော့နေသေးတယ်ကွာအချိန်9လောက်ကြည့်ရမယ်။မင်းများကြီးပဲမလဲ။မမင်းများရဲ့ဖူပေါ့ဗျာ။မင်းအွန်လိုင်းကခွေးမိတ်စာဆိုတော့အခါကြီးရဲ့ကြီးတွေလည်းသူနားမလဲဘူး။အခုရက်ကဆိုလေတပင်းမျိုးနယ်တွေက ပြန်ကြကြေးရွာမှာကျဲသွားပါလေကိုရင်လေးတွေတုံမှာပြန်လုံးနိုင်မှုလေလူကြာတော်တော်လေးစိတ်မကောင်းပါပြည်သူတွေငလျင်ဘေးမှာဒုက္ခရောက်နေချင်းခွေတော်သားကဒီလိုတွေလက်ပတ်ပြီးတော့ပြည်သူတွေကိုထပ်ပြီးဘုံကျဲပါတယ်ဝိုင်းတွဲက73ချိန်တီတီဘုံကျဲတယ် တစ်ခါကျဲရင်၃လုံး၃လုံးကျဲပါတယ်ကောင်းလိုက်တယ်ကွာအများဆုံးကျဲခံရတာကတဏီမြို့နယ်ရှေချမ်းကနတ်ကြီးဆိုတဲ့ရွာလေးပါရတူရွာသားလေးတွေပြီးခင်ကြပါသေးလို့ကျွန်တော်ဒီနေရာနေပဲချူတောင်းပေးပါရစေ။ကျွန်တော်တို့မှတကယ်လိုအပ်နေပါပြီ။မိဘပြည်သူတွေနေရမိဘပြည်သူတွေကလည်းတတ်နိုင်တဲ့ဘက်ကပါဝင်လှူဒန်းပေးကြပါအောင်။ကျွန်တော်တို့ ဒီပါရာမော်တာတို့အမတာ35တို့နော်အတန်းမရဘူးဖိုက်တာတို့ကိုပြစ်နိုင်တဲ့တနတ်တကယ်ကိုလိုအပ်နေပါလေမင်းကတကယ်တိုက်လို့လားလို့တော့မမေးပါနဲ့ကျွန်တော်ရဲဘော်ကျွန်တော်တဏီယာရဲတယ်မှာပဲကျွန်တော်ရဲဘော်6ယောက်အတက်ပေးထားပါတယ်နောက်ပြီးတော့ အဲ့လိုဆိုတော့ဘာကြောင့်ရဲဘော်တွေတက်ပြရလဲလို့ဟင်းကျွန်တော်တို့မှာသူတို့ကိုရှင်ပြီးတော့ပြစ်နိုင်တဲ့လက်နက်မျိုးမရှိလို့ရှိတာလေးနဲ့တိုက်ခေရလို့အဲ့ဒါကြောင့်တက်ပြရတာဖြစ်ပါတယ်ကျွန်တော်တို့ကတော့မိဘပြည်သူတွေကိုအားကိုးပြီးတော်လန်လေးလှောက်ရတာဆိုတော့မိဘပြည်သူတွေက ပါဝင်လူတန်းမှကျွန်တော်တို့ရေဒီခီးမြန်မြန်ပြီးမှာပေါ့အဲ့လိုမှမဟုတ်ဘူးမြို့ပြည်သူတွေရဲ့တော်လှန်ရေးကငါတို့နဲ့မဆိုင်ဘူးငါတို့စီးပွားရေးငါတို့လုံးငါတို့လုံးမှငါတို့စားရတာဆိုရင်အဲ့လိုအတွေးတွေးထိုင်စကိုင်းတိုင်းကိုလာကြည့်ပါရပုံကြီးအတိဖြစ်သွားတဲ့ရွာတွေလုံးနဲ့ဒီရပါအရှင်လက်လက်မီးရှို့ခံရတဲ့ ိုးအခွားတွေလည်းရှိခဲ့ပါတယ်။ပြည်သူကိုမျိုးမျိုးဒုက္ခပေးမျိုးမျိုးနှိပ်စက်တပည့်ကြီးတွေမီးရှို့နွားတွေတက်လူတွေတက်အကျန့်ဖက်စစ်တပ်မြစ်ပြတ်ဖို့ကျွန်တော်တို့တွေတကယ်ကိုဆွမ်းအားမြင့်နဲ့လက်နက်တကယ်ကိုလိုအပ်နေတာပါအဲကြတော့ကျွန်တော်မိဘပြည်သူညီကောင်မောင်နှမများကနေပြီးတော့ တနိုင်စီလေးကျွန်တော်ဖွင့်မှာမဟုတ်ဘူးပေါ့ဘယ်ဖွဲ့စည်းကူပဲဖြစ်ဖြစ်မိမိတို့ယုံကြည်ရာယုံကြည်ရာတကယ်ကိုတိုက်ပွဲဝင်ပြီးတကယ်ကိုအလုံးလုံးနေတဲ့ဖွဲ့စည်းတွေကိုဒီလင်းရင်ကိုပြစ်နိုင်ဖို့လက်နက်ဝယ်နိုင်ဖို့ရာထောက်ပံ့ပေးကြပါအောင်လို့ကျွန်တော်ကပြောချင်ပါတယ်ကျွန်တော်တို့တကယ်လိုအပ်နေတာကလင်းရင်ပြစ်နိုင်မယ်လက်နက်ပေါ့ ခုဒါပဏီမျိုးနယ်ထဲမှာဆိုရင်တရက်ချာနှစ်ရက်ချာခါလေးလဲရက်တောင်မချဘူးဘုံဝါနမခါနေပါရာမော်တာနဲ့လာကျဲလိုက်ပဏီမျိုးဘောကခွေတောင်သားတွေကဒုံနဲ့ပတ်ကျဲလိုက်တို့ဝိမ်မတော်လန်ရေးသမားတွေဒီသူကမြင်ပါလိမ့်မယ်ဘာမြင်လဲဆိုတော့ဒီကောင်းလေးရှိရဲ့အတန်းနဲ့ဘာလို့ပြစ်မချတာလဲလို့နေတဲ့အကြောင်းရင်းရှိပါတယ် ဟုတ်ပါတယ်ကျွန်တော်တို့ရဲဘော်ရဲဘက်တီးရှိကြပါတယ်အပွဲကြီးချင်းမတူရင်လည်းဒီတလန်းနဲ့သွားနေကြတဲ့ရဲဘော်တွေမို့ကျွန်တော်ရဲ့ရဲဘော်တွေလိုပါပဲရှိပေတော့ညာလဲကြည်တာနေရတယ်ကျွန်တော်တို့ရှင်မုံကြီးခန်းလောက်နဲ့မမီပါဘူးပုံနေရတယ်လို့ပြောလေကွာမိပေတော့ညာလဲကျွန်တော်တို့ကသူတို့ကိုမှီအောင်မှီတယ်ပြစ်ပဲပြစ်လိုက်တော့လဲ လေးစံကိုစံပြီးတော့သွားတယ်ကြည်ဟာသူတို့ကြည်ကိုရောက်ရင်ဓာတ်မဲ့ကုံသွားတဲ့အတွက်မထီရောက်ပါဘူးအဲ့တော့ကျွန်တော်တို့တော်လန်ရေးရဲဘော်ရဲဘက်အဖွဲ့အစည်းဘဲဖွဲ့စည်းကိုမဆိုမိဘပြည်သူတွေကလူရန်ပေးကြပါပိုင်းဖိုက်ဒုမဟုတ်ဆက်လက်ဝင်နိုင်အောင်ထောက်ပံ့ပေးကြပါဦး ကျွန်တော်ကမင်းတို့မေတ္တာရခံပါလေအဒီနေ့မနေ့ဆိုရင်ကျွန်တော်တို့ဒီဘက်မှာဘာအတွက်လာကျဲတယ်ဆိုတာလေမသိရဘူးမနေ့၄နာရီခွဲလောက်တည်းကပါရာမော်တာတက်လာတယ်၅နာရီ၅နာရီခွဲလောက်မှာသူကတော့ဘုံမကျေဘူးပြန်မလာရှာတယ်တကောဝဲကြည့်ရဲ၃ဘတ်ဝဲတယ်ဝဲပြီးတော့ပြန်သွားတယ်ပြန်သွားပြီး သူနမခောက်ဆင်းသွားတဲ့အချိန်မှာဖိုက်တာမကွေးရနေဖိုက်တာတက်လာတယ်ပုံတော်ပုံညာကနေပြီးတော့အနောင်မြောက်ဆိုအဲ့ရနေပြီးတော့နောင်မြောက်ကနေပြီးတော့ရှေ့တောင်ကိုပြန်ဝိုက်လာပြီးတော့ခဏမြို့နယ်တွေကငကြီးဆိုတဲ့ရွာလေးကိုကျွဲသွားတယ်လို့သတင်းရတယ်အဲ့ဒီချိန်မှာဖိုက်တာကျဲပြီးနှစ်ပတ်ပတ်တယ်နှစ်ပတ်ပတ်ပြီးသူပြန်တဲ့ချိန်မှာဟိုဒီလိုလေးပေါ့တိလွဲလေးပေါ့ ဖိုက်တာကအပြန်ဝိုင်းတွဲကဒီလိုကသူတို့အဲ့လိုအဲ့လိုနဲ့ဝိုင်းတွဲကပတ်တယ်ဝိုင်းတွဲလည်း၃ပတ်လောက်ရတဲ့ချိန်မှာစကြေစကြေတယ်၃လုံးကျဲတယ်အဲ့လိုပဲဝဲတစ်ပတ်ဝဲလိုက်ကျဲလိုက်တစ်ပတ်ဝဲလိုက်ကျဲလိုက်73ညင်ကြီးကြီးကျဲသွားတယ်တစ်ချိန်ချင်းရင်၃လုံးနှစ်လုံးပြတ်မြတ်တော့ကြီးပေါ့ ပြန်နဲ့တွေ့ကြည့်လိုက်နှလုံးလုံးနဲ့ပဲတွေ့ကြည့်လိုက်ပေါ့နော်အေးလောလာပြီနောက်ဆုံးအိတ်ချက်ကိုပူကျဲဦးမှာကွာအသုံးကျင်ကျဲသွားမုတ်တော့ပဲဆိုရင်အိမ်တော်မီးလောင်နေလို့ချက်ထဲမှာကြားနေရတယ်ပြည်သူတွေကိုဒုက္ခပေးလို့အားမရသေးဘူးလားပြောလိုက်တယ်ဖရာတကာကြောင်းတကာကြီးရဲ့ဘာသာရေးသာသနာရေးကျဲလိုက်တာလေဘုံကြောင်းကြီးကြီးပဲ အပြန်ကြမှာကျဲဆိုတာဘုန်းကြီးကြောင်းကိုရင်လေးသုံးပါတန်တော်တော်မူသွားတယ်ခင်ဗျားတို့ဒီအတချို့ရှိပါတယ်ခပိန်ပိန်ခတ်ထုံထုံလူကြီးပေါ့ဟာဘာသာကြီးဘဘကြီးပေါ့ဖရာတကာကြီးပေါ့ကျဲလိုက်တာဘုန်းကြီးကြောင်းနေကြီးပေါ့နော်ဘာသာရေးဆောက်အောင်နေကြီးပေါ့ ကြတော့ကျောင်းနေမှာတရင်သုံးနဲ့ဆရာတော်တန်ဃာတော်တွေတောင်းဒီခွေးတောင်းသားရဲ့လင်းရင်တို့ပါရာမော်တာတို့ဒုံးတို့လာရင်တရားပဲထိုင်မှရမှာလားသူတို့ပဲထိုင်ပြီးတော့မေတ္တာပို့ရမှာလားအဲ့ဒီချိန်ကြီးကြီးကျောင်းနေပါလေကျွန်တော်တို့ကဟို ပြည်သူတွေအသက်ပေးထားတဲ့လူကြီးဒီနေ့လာချလို့ဒီနေ့သိသွားလဲအကြောင်းမဆန်းဘူးဆက်လည်းကယူမဆန်းဘူးမကြခင်မနုစန္ဒကိုဖြည့်စီပေးမယ်မနုကပြည်သူအတွက်အသက်ပေးထားတယ်ဆိုတော့ကောနော်တက်မလို့ကလည်းမနုရဲ့စန္ဒကိုပြပြဝဝဖြည့်စီပေးမှာပါမကြပါဘူးဒီရက်ပိုင်းတွင်မယ်နော်တောင်းနေပါနော်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ